ဆော့ခရန်ပွဲတော်ကာလမှာနိုင်ငံသားဝင်ငွေဘက်6ဘီလီယံကျော်ရရှိခဲ့တဲ့ထိုင်းနိုင်ငံအားလုံးပဲမင်္ဂလာပါအရှင်တို့ကမြမရိုးရသံပွဲတော်ဟာဆိုရင်တော်တော်လေးစီကားပြီးတော့နေရာနဲ့မန်တက်တွေရေကစားကြသူတွေနဲ့ပြည်နေတတ်ပါရင်ဒီဆက်တွေကြောင့်လေနိုင်ငံသားခီးသွားတွေပါဆွဲဆောင်နိုင်ခဲ့ပြီးတော့တကြံကာလမှာနိုင်ငံသားခီးသွားဝင်ရောက်မှုတွေလည်းရှိခဲ့ပါရင်ဒါပေမဲ့လည်းနောက်ပိုင်းမှာတကြံတင်းချင်းတွေကြောင့်တကြံပွဲတော်ကိုစီစီကားကားမကျင်းပနိုင်တော့ဘဲနိုင်ငံသားခီးသွားဝင်ရောက်မှုလည်းမရှိသလောက်ကိုနေသွားရပါရင် တကယ်တမ်းဆိုရင်မြန်မာသံပွဲတော်ဟာ UNESCO ရဲ့နိုင်ငံတကာဒွမ်းမရင်ကျေမှုတရက်အနေနဲ့ဒီနေ့မှပဲသတ်မှတ်ခံခဲ့ရပါပြီ။ဒီလိုနေ့မှာတောင်မှမြန်မာနိုင်ငံတဝင်းငလင်းဘေးဒုက္ခကြီးဖြစ်ခဲ့ရတာကြောင့်သံပွဲတော်ကလည်းမစီကားခဲ့ရပြန်ပါဘူး။တူညာနဲ့သူသံပွဲတော်ဆင်နွှဲကြတာတွေရှိပေမဲ့လည်းအရှင်းလိုနေရာနဲ့သံရဲ့အငွေသက်တွေမခံစားတော့ဘဲသံတွေလည်းမရှိခဲ့ပါဘူး။ဒါပေမဲ့တစ်ဖက်ကထိုင်းနိုင်ငံရဲ့ ဆွန်ခရန်ပွဲတော်ဟာဆိုရင်တော့နိုင်ငံသားခီးသွားဝင်ရောက်မှုတွေအများပြားရှိခဲ့ပြီးတော့စစ်စီကားကနေပြီးဆုံးသွားခဲ့ရပါပြီ။တကယ်တမ်းတော့ဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းဆိုတာကနိုင်ငံတနိုင်ငံရဲ့စီးပွားရေးအတွက်အရေးပါတဲ့အရာတစ်ခုလည်းဖြစ်ပါပြီ။ထိုင်းလူမျိုးတွေနဲ့ဆိုရကားတော့ဆွန်ခရန်ပွဲတော်ကိုသုံးချပြီးတော့နိုင်ငံသားဝင်ငွေရှာပြသွားနိုင်ခဲ့ပါပြီ။ထိုင်းနိုင်ငံရဲ့ဆွန်ခရန်ပွဲတော်ကရှေးကစားကြတဲ့ပွဲတော်ဆိုပေမဲ့လည်းမြန်မာဒဇန်နဲ့မတူညီတဲ့ချက်တွေလည်းရှိနေခဲ့ပါပြီ။ဆွန်ခရန်ပွဲတော်ကဒဇန်လိုမျိုးနေရာနဲ့စီကားတာမျိုးမဟုတ်ပေမဲ့လည်းသူတို့ ံနေသူပဲရေကစားစားတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဒီလိုပွဲတော်ကာလမှာထိုင်းတွေကတော့ရေပါရောင်းချပြီးတော့စီးပွားရှာသွားပြခဲ့ပါတယ်။ရေကစားဖို့အတွက်တောင်မှရေကို၅ဘက်တမ်းဘက်ကစသဖြင့်ပေးပြီးတော့ဝယ်ယူကြရတယ်လို့သိရပါတယ်။ခီးသွားတွေကလည်းဒီပမာဏလောက်ကိုတော့တိတ်ပြီးတော့ခေါင်းနဲ့မထည့်နေဘဲနဲ့ဝယ်ယူကြတာပါ။စုံကနပွဲတော်ပြီးထွက်ပေါ်လာတဲ့စီးရင်တွေကတော့ပွဲတော်ကာလမှာဘန်ကောက်တမျိုးတည်းတင်ဝင်ငွေပတ်၄.၁ဘီလီယံကျော်ရရှိခဲ့တယ်လို့သိရပါတယ်။ဒီပမာဏဟာအမေရိကန်ဒေါ်လာနဲ့တွက်ကြည့်လိုက်မယ်ဆိုရင်တော့ USD 32တန်းအထိဝင်ငွေရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါကဘန်ကောက်တမြို့ထဲမှာတင်ရရှိခဲ့တဲ့ပြည်တွင်းပြည်ပဝင်ငွေတွေပဲဖြစ်ပါတယ်။ဘန်ကောက်ကမဟာဆုံခရိုင်ရေကစားပွဲတော်ဆိုပြီးတော့ကျင်းပခဲ့တဲ့ပွဲကြီးအားဆိုရင်လည်းလာရောက်လည်ပတ်သူတင်သမာတန်းအထိရှိခဲ့ပါတယ်။ ဘန်ကောက်မြို့မှာနေစုံကရန်ပွဲတော်ကျင်းပတဲ့အဓိကနေရာ16နေရာအထိရှိခဲ့ပါသည်။စုံကရန်ကာလမှာနိုင်ငံသားခီးသွောင်းဝင်ရောက်မှုဟာ၄သိန်းကျော်အထိရှိခဲ့တယ်လို့လည်းသိရပါသည်။မြန်မာနိုင်ငံကသူတွေတောင်မှစုံကရန်ပွဲတော်မှာတွားရောက်လည်ပတ်တာတွေအများအပြားရှိခဲ့ပါသည်။စုံကရန်ကာလမှာနိုင်ငံသားခီးသွောင်းလာရေးကနေဘတ်6ဘီလီယံကျော်ရရှိခဲ့တာလည်းဖြစ်ပါသည်။ဒါကြောင့်ယခုနေ့စုံကရန်ပွဲတော်ဟာဆိုရင်နိုင်ငံသားဝင်ငွေအကောင်ဆုံးလည်းဖြစ်ပါသည်။ လာရောက်လေပဲကြားသူတွေထဲမှာဥရောပကအများဆုံးဖြစ်နေပြီးတော့ဂျန်နစ်ဒေတာတွေကနိုင်ငံသားတွေလည်းဝင်ရောက်ခဲ့ကြပါတယ်။တနင်္ဂနွေတိုင်းတာအနေနဲ့စုံခရံပွဲတော်မှာ ရရှိခဲ့တဲ့ဝင်ငွေတွေဟာဆိုရင်တော့28.8ဘီလီယံတိရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါကပြီးခဲ့တဲ့နှစ်တုန်းကထိစရင်18ခန်းကန်တော့လောက်ထိထိုးတက်လာခဲ့တာပါ။ဒါကြောင့်ဆော့ကရန်ပွဲတော်အတွင်းထိုင်းနိုင်ငံရဲ့နိုင်ငံသားခီးသွားတွေကိုဆွဲဆောင်ပြီးဝင်ငွေရှာသွားခဲ့တဲ့ပုံစံဟာဆိုရင်လေမြန်မာနိုင်ငံအတွက်ပါတူရီစရာကောင်းနေခဲ့ပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့အတွေ့အလုံးကိုကျေးဇူးတင်ပါတယ်ရှင်။